လူထုတိုက်ခိုက်ခံရမဲ့တည်င်းတင်ဆက်မှုတွေကိုရှောင်ရှားပေးဖို့တည်င်းမီဒီယာတွေနဲ့ဒေတာသွင်းတက်ကြွလှုပ်ရှားသူတွေကိုကရင်အမျိုးသားစီယုပ် KNU ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။လက်ရှိအခြေကကရင်ပြည်ရဲ့နေရအနက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကအရက်သားပြည်သူလူထုကိုပြစ်မှတ်ထားပြီး စာတင်ကြောင်းဖုန်ကြီးကြောင်းဖျားကြောင်းတွေနဲ့စစ်ဘေးလျှောက်ပြည်သူလူထုတွေနေထိုင်ကြတဲ့နေရာတွေကိုလက်နက်ကြီးအပြင် လေကြောင်းကနေပါ ပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNU ကဆိုပါတယ် ဒါကြောင့်သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ဒေသတွင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကနေအလွယ်တကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေမလုံနိုင်ဖို့အတွက်တတိထားတင်ဆက်ပေးဖို့အတိပေးပန်ကြားအပ်ပါတယ်ဆိုပြီးဧပြီလ16ရက်နေ့မှာတောင်းဆိုထားတာဖြစ်ပါတယ်လူထုအနေနဲ့လည်းစစ်ကောက်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အအုံတွေရဲ့အဝေးမှနေကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေထဲအရေးပေါ်အကြောင်းကိစ္စမရှိဘဲတွာလာတာမျိုးမလုပ်ကြဖို့အသိပေးပံ့ကြားထားပါတယ်။